ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အင်းဦးလေးကိုကစုံရွက်ကလေးတွေရှောက်ရွက်ကလေးတွေနဲ့ချင်းချင်းဆက်ဆက်ကလေးတုပ်စားပြထားလေးကိုလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါလေရှင်အခုတုပ်ပြသွားမယ်နီလန်လေးရာဆိုရင်အခုလိုအင်းဦးပေါ်တဲ့ရာဒီမှာအင်းဦးကိုလည်းကြိုက်တယ်တက်မှလည်းကြောက်တယ်ဆိုတဲ့သူတွေအတွက်အရန်အဆင်ပြေစေမယ်နီလန်လေးမို့လို့အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်ဗီဒီယိုလေးမစတင်ခင်မှာလည်း channel လေးကိုလိုက်ရန် subscribe လေးမိသွားပြီးပါအောင်ရှင် ေးဦးလေးတွေကိုအရင်ဆုံးရေးစစ်တန့်တင်ပေးပါမယ်။ဒါကတော့ဈေးထဲကဝယ်လာတာလေးတွေဆိုတော့ဈေးထဲမှာသူတို့ကဆေးပြီးရောင်းတော့တိတ်ပြီးတော့တော့မဲညစ်မနေတော့ပါဘူး။သူတို့ကတော့စိတ်ရှိရှိလေးနဲ့ပုဒ်တန်လေးနဲ့တလုံးချင်းတိုက်ပြီးစေးပါမယ်ရှင်။အင်းဦးစေးတဲ့ခါမှာတော့အချိန်ရန်ယူရပါတယ်။စိတ်ရှိဖို့လည်းလိုအပ်ပါတယ်ရှင်။အင်းဦးလေးတွေကိုစေးကြောတန်းစင်ပြီးသွားပြီဆိုလို့ရှိရင်တော့သူတို့ကိုရေမြများလေးနဲ့တဲပြီးတော့ပြုတ်ပေးပါမယ်။ အင်းဦးလေးကိုဣမြောင်ရေမြလေးနဲ့ပြုံးပါဆိုတော့အင်းဦးပြုတ်ထားတဲ့အချိန်မှာပဲအင်းဦးတုတ်တဲထဲ့ဖို့အတွက်အသီးရွက်ကလေးတွားခုပါမယ်။ကစွန်းရွက်ကလေးထည့်ပါမယ်။ကစွန်းရွက်ကအစိတ်တောက်ကိုပြည့်စည်ရတဲ့အတွက်ကစွန်းရွက်ကလေးထည့်တာဖြစ်ပါတယ်ရှင်။ချောက်ရွက်ကလေးလည်းထည့်ပါမယ်။ချောက်ရွက်ကလေးကချုပ်တက်တက်တက်ရှိရောအင်းဦးကပုံမှန်ဆိုရင် အမြင့်တက်များတော့ပေါ့နော်။ဝမ်းကိုမှန်စေပေမဲ့ခုလိုမိုးဥကြလေးဥကြတွေမှာအခက်မသိရင်ဝမ်းပြက်စေတဲ့အတွက်ချောက်ရွက်ကလေးနဲ့ပြန်ထိန်းပေးထားတာပါ။ နောက်ပြီးတော့ခုလိုလာဆန်းရက်ဒီမှာရှောက်ရက်ကလေးကိုစားပေးမယ်ဆိုရင်လေးဖြစ်တာတို့လေးငန်းဖြစ်တာတို့လည်းကောက်ွယ်ပြီးသားဖြစ်ပါလေရှင်။ဟောစာရက်ကလေးတွေကတော့ပြူးလေးနဲ့ဟင်းညွတ်ချက်တော့ကိုကူတာပါ။အော်ဇာရက်ကလေးတွေကလည်းညှော်ထွက်စေရတဲ့ရှိပါတယ်။ Sorry ပါရင်မိရပါလို့ဆိုအော်ဇာရက်ကလေးကိုရှူပေးရတော့အရင်ညှစ်ပြီးတောက်ပေးရလို့ဆိုရင်အနာရီပါရင်ပေါ့နော်ရှိလို့ညှော်မိရဆိုရင်အီအောင်ကြရတော့ဘာလို့ဖြစ်စေပါလဲ။ သီးရွက်တွေလည်းခူးပြီးွားတဲ့အချိန်မှာအင်းဦးလေးကလည်းနူးနေပြီဆိုတော့အင်းဦးလေးတွေကိုအုံလုံးဆယ်ပြေးလိုက်ပါမယ်ရှင်အင်းဦးလေးကိုအလုံးလိုက်ဖလစ်ပြုတ်ထားပြီးတော့အထည်လေးကအချိုရည်တွေအပြင်ကိုထွက်မသွားတော့ပါဘူးကဲပြီးလို့ရှိရယ်เนาะစက်တွန်လေးပေါ့เนาะအင်းအုပ်တွေထည့်ဖို့ပြီးပါမယ်ပြီးရင်ငရုတ်တီအစိမ့်လေးတွေအမီလေးတွေကိုလည်းလိကပေးလိုက်ပါမယ်ခြောက်ရွက်ကလေးကိုလည်းနုတ်နုတ်ကလေးလေးလိထားလိုက်ပါမယ်ရှင်အားလုံးပြီးသွားရင်เนาะအင်းဦးလေးတွေကိုပပလေးတွေလိပေးလိုက်ပါမယ် အကောင်လုံးပြီးပြီးသွားပြီဆိုလို့ရှိရင်တော့အင်းဦးတုတ်ခဲဦးထည့်ပို့ပြီးကစွန်းရွက်ကလေးကိုနည်းနည်းလေးပေါ့နော်ရေဖြောပေးပါမယ်။အစိမ်းလေးမပြအောင်လို့တော့ရေလေးထဲမှာပြန်ပြီးရောစိမ်းထားပေးလိုက်ပါမယ်။ကဲအခုဆိုရင်တော့အင်းဦးတုတ်ဖို့အတွက်ပောင်းပစ္စည်းလေးတွေအကုန်စင်စစ်ပြပါပြီ။ပဒံเจ้าမောင်လေးလည်းထည့်ထားပါဗျ။တန်ညာတီးလေးကိုတလုံးလောက်သုံးထားပါတယ်ရှင်။မြုပ်တီးလေးကတော့အနီလေးနှစ်တောင်းအစိမ်းလေးနှစ်တောင်းလောက်သုံးထားပါတယ်။သက်တော်နီဦးတစ်လုံးနဲ့ရှောက်ရွက်အနေငယ်ထည့်ထားပါဗျ။ ပြီးရင်ဆိုအင်းဦးလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့ကျက်တုံလေးထည့်ပါမယ်ပစွန်ချောင်းမုံထောင်းထားလေးထည့်ပါမယ်နှိချုံမုံလေးတစ်စုံလောက်ထည့်လိုက်ပါမယ်ရှင်စားလေအနည်းငယ်လောက်ထည့်ပါမယ်ပစွန်ချောင်းထည့်ထားတာဆိုတော့စားတော့အများကြီးမတုံတော့ပါဘူးအရင်ငယ်ဝင်မှဆိုလို့ပါပြီးရင်တော့ကစွန်ရွက်ပြုတ်ထားလေးတွေကိုပပလေးတွေညှက်ပြီးထည့်ပြီးလိုက်ပါမယ်နောက်ဆုံးမှာတံမြားကြီးလေးညှက်ပြီးလိုက်ရှင်တော့ရပါပြီ တမိုင်လေးညှစ်ပြီးရင်တော့အကုန်လုံးတမတော့အောင်နေပေးလိုက်လို့ရှင်တော့အနံလေးရမှွေးပြီးတော့စားကျင်စရာလေးရပါပြီရှင်။အားလုံးနေပြီးသွားလို့ရှင်တော့ငရုတ်သီးဆက်လေးစားကျင်လို့နောက်ဆုံးမှာငရုတ်သီးလေးထည့်ပေးပါမယ်။ငရုတ်သီးလေးထည့်ပြီးသွားလို့ရှင်တော့လက်ပူမာဆိုတဲ့အတွက်ဇွန်လေးနဲ့ပဲနေပေးလိုက်ပါမယ်ရှင်။ပြန်ပကံလေးရဲ့ပြောင်းထည့်ပြီးတော့အပေါ်ကနေပြီးတော့ရှောက်ရွက်ကလေးအုပ်ပစ်လိုက်မယ်ဆိုလို့ရှိရင်တော့လုံးဝကိုပြည့်ပြည့်စုံနဲ့အင်းဥတုတ်ကလေးရပါပြီရှင် အင်းတုတ်လေးရပြီဆိုတော့အင်းတုတ်လေးနဲ့တွက်ပတ်စားဖို့အတွက်ပေါ့နော်ဟင်းညိုလေးချက်ပါမယ်။ဟင်းလေးခုနှစ်လုံးလောက်ချက်သွန်နေလေးတစ်လုံးပေါ့နော်ချက်သွန်ပြီးမနေငယ်သုံးထားပါဗျ။အော်စာရွက်ကလေးသုံးပြီးရောချက်မှာပါရှင့်။ကျွတ်တန်လေးတွေကိုတော့လေးစိတ်စိတ်ပြီးတော့ခွာပေးထားလိုက်ပါမယ်ကျွတ်တန်ပြည်လေးကိုတော့တပြားရိုက်ပေးထားပါမယ်ပြီးရင်တော့ဟင်းညိုအိုလီပေါ့နော်ဒါကကကစွန်းပြုတ်ရည်လေးကိုသုံးပြရမှာနှမျောရနဲ့ထည့်ပြီးတော့ဟင်းညိုချက်လိုက်ကြပါ စက်တွန်ပြူလေးထည့်ပါမယ်စက်တွန်လေးထည့်မယ်ပြီးရင်တော့အင်းဦးလေးထည့်ပေးလိုက်ပါမယ်ရှင်စားပေါ့ငံတော့ကိုလိုတို့ထည့်လို့ရပါတယ်ရှင်ပြီးရင်တော့နောက်ဆုံးမှာအော်ဇာရက်ကလစ်ခတ်ပေးလိုက်မယ်ဆိုရင်အင်းနဲ့ရတာနဲ့ပြည့်စုံမယ်ဟင်းညိုလေးရပါပြီရှင်ညိုလေးကိုပကံလေးရဲ့ပြောင်းထည့်ပေးလိုက်ပါမယ် ကဲခုဆိုလို့ရှိရင်တော့အင်းဦးတုတ်ကလေးနဲ့တွဲဖက်စားသုံးဖို့အတွက်ဟင်းရုပ်ပူပူလေးရပါပြီရှင်။အခုလောက်ပြသွားတဲ့နီလန်းလေးတွေအားဆိုရင် လွယ်လဲလွယ်ကူရဲ့ရာတိစာလေးလည်းဖြစ်တယ်။စားလို့လည်းရမ်းရတာရှိအောင်လို့အားလုံးပဲလိုက်လုစားကြည့်ကြပါနော်။အခုလောက်ပြသွားတဲ့နီလန်းလေးတွေကိုသဘောကျတဲ့ဆိုရင် channel လေးကို like and subscribe လေးနှိပ်သွားလို့ပါအောင်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းတဝက်တယောက်ရှင်ပြတာကိုကျေးဇူးတင်ပါတယ်။ကိုယ်စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေရှင်။ နောက်တင်မဲ့ဗီဒီယိုလေးမှာလည်းအားလုံးနဲ့ပြန်တွေ့ကြပါရစေရှင်အားလုံးပဲတတ်တာ